သောသုလကမ္မဝိပင်္ဂသုတ်တံဒေသနာရောမြာ၌သဗ္ဗညိမသောဘုရားသခင်သည်တတဝါရောဤမြင့်မြတ်သောအထက်တံမျိုး၌ဖြစ်ခြင်းကိုဖြစ်စေရသောကံယုံနေသောအောက်တံသာမျိုး၌ဖြစ်ခြင်းကိုဖြစ်စေရသောက ကာမဥပ္ပင်္ဂသုတ်တံဒေသနာတော်များ၌သဗ္ဗညုမြတ်စွာဘုရားသည်ဣဒံမနောဝဣင္ကေသောဣတိဝါပုရိသောအာထာတော်ဟောတိအတိမာနိယသာရှိသည်ဖြင့်သူပါလူလင်ဤလောက၌ယောနိသောမနာတိကာရမရှိသောအကျိုးသောမိမယောက်ျားသည်မာမနာယေသာဖြင့်ခက်ထံပါသည်အလွန်အလွန်မိမိကိုယ်ကိုအထင်ကြီးရပါပြီသည် သင်သောပုဂ္ဂိုလ်ကိုလည်းမရှိခိုးပါခยีဥကျိုးသူသင်သောပုဂ္ဂိုလ်လည်းခยีဥမကျိုးသူပဲဖြစ်ခဲ့ပါသည်နေရာပေးခြင်းသာထိုက်သောပုဂ္ဂိုလ်ကိုလည်းနေရာမပေးပါလံခရီပေးခြင်းသာထိုက်သောတကြည်ရွယ်ရင်ဘုံသိခာကြီးမသောပုဂ္ဂိုလ်တို့အားလည်းလံခရီကိုမပေးဘဲနေပါသည်အယုဒုပြုတင်သောပုဂ္ဂိုလ်ကိုအယုအသေးမပြု လေးအမြပြုတင်သောပုဂ္ဂိုလ်ကိုအလေးအမြမပြုမြတ်လို့တင်သောပုဂ္ဂိုလ်ကိုမမြတ်လို့ကုသိုလ်တင်သောပုဂ္ဂိုလ်ကိုမကုသိုလ်ပဲရှိပါမည်သည်ဒုဗ္ဗလူလေဤစွာပြီးသောမာမနာကြည်ခြင်းဒီဟုသောအကြောင်းကြောင့်သို့တတ္တဝါသည်ကုတိပြွှေသေးလွန်းဒီမှလောက်ကာလဝယ်အဘေဒုက္ခတိနိရိယငရေသို့ကံရောက်ရပါသည် အကေအပရာပရိယာကုသိုလ်ကံဟောင်းထောက်မှတဖြင့်လူကြီးလောကဝေဘဝပတိတန်ဒီတည်နေရပြန်ပါတော်လီထိုသို့သောရှိသော မမာနာကြီးပွားသောပုဂ္ဂိုလ်သည်ယုံညာသောဒွန်းသန္တာမျိုးအစားရှိသော အမျိုး၌သာလင်ဖြစ်ပွားရပါသည်သူဝလူလင် မှသောအမျိုး၌ရှိစေတတ်သည့်မကောင်းသောအကျင့်ပတိပဖြစ်ပါပေသည်ဥပါလူလင်သူမတပါဤလောက၌ယောနိကုံသတိကာရာခြင်းခံရှိကြသောအမျိုးကောင်းသမီးအမျိုးကောင်းသားသည်ရှိခိုးသည်သောပုဂ္ဂိုလ်ကိုလူယုသည်များလို့ရှိခိုးပါပေသည်ခยีဥကျိုးသောသည်သောပုဂ္ဂိုလ်ကိုလူခยีဥကျိုးသောပါပေသည် နေရာဖြင်းခြင်းသာ၌တော့ကုနာဝူဒီဝရဝူဒီပုဂ္ဂိုလ်တို့အားလေနေရာတည်ဟုတည်ပေးခဲ့ပါမည်သည်လံခရီပေးတဲ့သောကုနာဝူဒီဝရဝူဒီပုဂ္ဂိုလ်တို့အားလံခရီပေးခဲ့ပါမည်သည်ပြုတတ်သောပုဂ္ဂိုလ်ကိုအယူသေးပြုပါမည်သည်အလေးအမြတ်ပြုတတ်သောပုဂ္ဂိုလ်ကို အလေးအမြတ်ပြုပါပေသည်။ဉာဏ်လိုတတ်သောပုဂ္ဂိုလ်ကိုဉာဏ်လိုပါပေသည်။ပူဇော်တတ်သောပုဂ္ဂိုလ်ကိုပ ောပါပြီသည်သူပါလူလေသို့သို့သောအမျိုးကောင်းသားမျိုးကောင်းသမီးသည်အယိုးအသိပြုခြင်းမန်းမာနာနိဗ္ဗာန်သည်ဟုသောကောင်းမှုကုသိုလ်ကံကြောင့်သုတိပြည့်၍သေလွန်နိဗ္ဗာန်ောက်ကာလဝယ်ဒေဝဂတိ၌ပတိသန္တိတည်နေရပါပေသည်လူဒီလောကဝယ်ဘဝပတိသန္တိတည်နေသောအခါ၌လေ ဒီဝါဒနိမာနမင်္ဂလာတရားနဲ့ပြည်စုံသောမြို့ကောင်းသားမြို့ကောင်းသမီးတွေမင်းမျိုးဘုံသားမျိုးအသာရှိသောမြင့်မြတ်သောမျိုး၌သာလည်းဘဝပတိသင်္ဒီတည်နေရပါပြီသည်သူပါလူလင်မာမနာတရားကိုသိကြခြင်းဒီဟုသောကောင်းမှုကုသိုလ်တရားတွေကမြတ်သောမျိုး၌ဖြစ်ပွားစေတတ်တဲ့ကောင်းမှု ကောင်းမြတ်သောအကျင့်ပฏิပတ်ပါပေသည်ဟုသာမင်းယုမြတ်စွာဘုရားသည်သံတော်ဝတို့၏ညာသောအမျိုး၌ဖြစ်စေတသောကောင်းမှုကုသိုလ်ကံယုံဉာဏ်သည်ဒုစန္ဒာသရှိသောအမျိုး၌ဖြစ်စေတသည်မကောင်းမှုအကုသိုလ်ကံဤလတ္တတို့ကိုဝေဘာ